ဇီလန်စကီးကိုလုံးကြံမိရုရှားစောက်ပိုင်အကြောင်းယူကရိန်းထောက်လှမ်းရေးရှင်လင်း2024ခုနှစ်ဧပြီလ16ရက်က ပိုလန်နိုင်ငံရက်စောလေးစိတ်တွင် ယူကရိန်းသမ္မတဇီလန်စကီးအားပူတင်စီခိုင်းသည့်စပိုင်တဦးလုံးကြံရန်ကြံစီမှုနှင့်ပတ်သက်ပြီးယူကရိန်းထောက်လှမ်းရေး SBU ကဇွန်လ22ရက်၌ပထမဆုံးအကြိမ်ရှင်းလင်းထုတ်ပြန်ခဲ့ပါသည် ရုရှားထောက်လန်းရေး FSB ကိုပူတင်ကစီလန်စကီအားလုံးကျန်ရန်စေခိုင်းမှုတွင် FSB မှနှစ်ပေါင်းများစွာဇက်မြုပ်ပြီးတာမန်လူသားအဖြစ်နေထိုင်ရှင်သန်နေသည့်ကြောက်စရာ14ပါအေဂျင့်အဖြစ်မွေးထားသူစားပိုင်းတဦးအားပိုလန်လေးစိတ်၌လုံးကျန်ခိုင်းခဲ့ခြင်းဖြစ်ကြောင်းဖန်ဆီးရမိသောအမျိုးသားမှာအငိမ့်စားရုရှားစစ်အရာရှိဖြစ်ကာဆယ်စုနှစ်အတော်ကြာကတည်းကရုရှား FSB မှစားပိုင်းအဖြစ်မွေးထားခဲ့သူဟုဆိုပါသည် မင်းဒီပူတင်ကဲ့သို့အစိမ့်စိမ့်အမွာမွာပြိုလဲသွားသည့်ဆိုဗီယက်ပြည်ထောင်စုကြီးကိုပြန်လဲလွှမ်းစွနေသူလဲဖြစ်ကာစီလန်စကီအားလုံးကြံမှုတွင်အစီအမံမျိုးစုံအဖြစ်စနိုက်ပါဖြင့်လုံးကြံမှု FPV drone ဖြင့်လုံးကြံမှုများကိုလဲလေ့ကျင့်ပြင်ဆင်ထားကာနောက်ဆုံးပိုလန်လေစိတ်တွင်မူရသည့်နည်းဖြင့် လုံခြံရေးအစီအစဉ်ထားတော်လဲပိုလန်ပြည်ထရေးဝင်ကြီးဌာနနှင့်ယူကရိန်း SUV ထောက်လန်းရေးအဖွဲ့များပူးပေါင်းဖော်ထုတ်ခြင်းဖြင့်ဖန်ဆီးနိုင်ခဲ့ပြောကြားခဲ့ပါသည်လုံခြံမှုမအောင်မြင်သောကြောင့်ခိုင်းစေသည့်ဘုံမှုချုပ်စာ GBC ဒါသည်လဲရာထူးမှဖယ်ရှားခံခဲ့ရသည်ဟု ဆိုပါသည်ပူတင်သည်ဇီလန်စကီးကိုယခုတစ်ကြိမ်သာလုံခြံရေးအစီအစဉ်ခဲ့ခြင်းမဟုတ်ဘဲယူကရိန်းကိုရုရှားပထမဆုံးနေ့အဖြစ်ကျူးကျော်ဝင်ရောက်စဉ်ဂိမ်းမျိုးရှိအိမ်တော်တို့၄ထိဖြင့် ရုရှားလုံခြံရေးအထူးတပ်ဖွဲ့များဆင်းသက်က2024ခုနှစ်ဖေဖော်ဝါရီ24ရက်လုံခြံမှုတွင်လည်းကံကောင်းပြီးလွမြောက်ခဲ့ကြောင်းအိမ်တော်အတွင်လုံခြံသူနှင့်ကာကွယ်သူအလောင်းများကို မြင်ခဲ့ရကြောင်းအခြားသောလုံခြံမှုများလည်းရှိခဲ့ရာတွင်ကိမ်မျိုး၌ပင်အ ਨੇ ဆုံး၈ဦးသေဆုံးပြီးဒါဇင်ချီတန်ရာရခဲ့သည့်ကြားမှလွမြောက်ခဲ့သည်ဟုဇီလန်စကီးကိုယ်တိုင်ကဂါဒီယန်နှင့်အင်တာဗျူးတွင်ပြောကြားခဲ့ပါသည် ရင်းပြောဆိုမှုတွင် ပူတင်သည်မိမိအားလုံးကြံရန်စပိုင်များစွာဆေးလွတ်ခဲ့ရာတွင်ရုရှားစပိုင်900ကျော်ကိုဖမ်းဆီးနိုင်ခဲ့တော်လဲလမ်းစာရှာရန်အရေးမှာကိုဗစ်ဆက်ကိုကဲ့သို့လမ်းစာမှန်သည်။ရှင်းလင်းဖျောက်ဖျက်မှုကြောင့်လိုက်ရခတ်သည်ဟုဘင်ဇီလန်စကီးကပြောခဲ့ကြောင်းသိရပါသည်ရှင်။